အားလုံးပဲမိလာညချမ်းပါရှင်။2025ခုနှစ်အောက်တိုဘာလ4ရက်နေ့စနေနေ့အတွက် CG Black Power ရဲ့နေ့စဉ်သတင်းလွှာအစည်းအဝေးကိုတင်ဆက်ပေးသွားပါမယ်။ကျွန်မအစင်တီပါ။ဒီကနေ့မှာတော့ရာနေချီဆေးရုံကမစင်တဲ့စစ်တပ်ရရှိတွေဆေးရုံစင်ဖို့ဖိအားပေးခန့်နေရတဲ့တဲ့င်။ရွေးကောက်ပွဲကောက်ွယ်ရေးဥပဒေနဲ့ပြည်သူ64ဦးကိုစစ်ကော်မရှင်အမှုဖွင့်ထားတဲ့တဲ့င်။ထရန့်ရဲ့နောက်ဆုံးသတ်မှတ်ချက်ကို Hamas လက်ခံလိုက်တဲ့တဲ့င်။ဒီသတင်းတွေအပါအဝင်ထူးခြားတဲ့ပြည်တွင်းသတင်းနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ စစ်ကောင်မရှင်လက်အောက်ခံစစ်တပ်အရာရှိတွေကိုယ်တိုင်တာဝန်ထမ်းဆောက်လိုစိတ်နေပါလာတာကိုပေါ်လွင်စေတဲ့အခြေအနေတစ်ခုပါ။လမ်းနဲ့ချီဆေးရုံကမဆင်းနဲ့စစ်တပ်အရာရှိတွေဆေးရုံကဆင်းဖို့အထက်ကဖိအားပေးတဲ့ညွှန်ကြားစာတစ်စောင်ပေါက်ကြားလာပါတယ်။ကိုနာကြီးကဆက်ပြောပြပါမယ်။စစ်စေးရုံတွေမှာလာနဲ့ချီနှစ်နဲ့ချီတက်ရောက်ကူးတာနေတဲ့ဒူဘိုမူကြီးနဲ့ဘုံမှုဆင့်အပါဝင်အရာရှိကြီးတွေကိုစစ်ရုံကနေအမြန်ဆုံးဆင်းဖို့စစ်ကောင်စီရဲ့ဈေးဝန်တန်းညွှန်ကြားရေးမှူးချုပ်က ဖိအားပေးတဲ့လူ့ဝက်ညွှန်ကြားစာတစ်စောင်ကို CJ ဘလော့ဖောင်းကလက်ခံရရှိထားပါတယ်။ဒီညွှန်ကြားချက်ဟာစေယုံတရက်တလကျော်လွန်နေတဲ့အရာရှိပေါင်း142ဦးကိုစီစစ်ညွှန်ကြားထားတာဖြစ်ပါတယ်။သူတို့ထဲမှာဒူပိုမူဂျီ6ဦး၊ဘူမူ28ဦးနဲ့ဘူဂျီ85ဦးအထိပါဝင်ပြီးအချို့ဆိုရင်စေယုံပေါ်မှာတစ်နှစ်ကျော်အထိရှိနေခဲ့သူတွေဖြစ်ပါတယ်။စတင်ပါလ19ရက်နေ့ရစွဲနဲ့ထုတ်ပြန်ခဲ့တဲ့ဒီညွှန်ကြားစာမှာ ဆေးရုံတဲ့ကာလတလကျော်နေ့အထက်ကြာမြင့်နေတဲ့အရာရှိ142ဦးရှိကြောင်းဆေးရုံခန့်ချုပ်ကအကြောင်းကြားလာတာကြောင့်အဆိုပါအရာရှိတွေကိုစစ်ဆေးပြီးစက်တင်ဘာ28ရက်နေ့အရောက်ပြန်လည်တင်ပြဖို့ညွှန်ကြားထားတာဖြစ်ပါတဲ့ဒါစစ်ကောမရှင်လောက်ခန့်စစ်တဲ့အရာရှိတွေကိုတိုင်းတောင်မထမ်းဆောင်လို့စိတ်နေပါတာကြောင့်ဆေးအုပ်စုကစစ်ဆေးဖိအားပေးနေရတဲ့အခြေအနေကိုတွေ့မြင်ရတာဖြစ်ပါတဲ့ဒါပြင်ဆေးအုပ်စုအနေနဲ့လည်းစစ်အင်အားလိုအပ်ချက်တွေရှိနေတယ်ဆိုတာကိုလည်းမြင်တွေ့လိုက်ရတာဖြစ်ပါတဲ့ ရွေးကောက်ပွဲနီလာတာနဲ့များစစ်ကော်မရှင်ဟာသူတို့ပြဋ္ဌာန်းထားတဲ့ရွေးကောက်ပွဲကောက်ွယ်ရေးဥပဒေနဲ့အရေးယူချင်းချောက်တာတွေပိုလောက်လာနေပါတယ်။တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေပါဝင်ပြည်သူ64ဦးကိုလည်းစစ်ကော်မရှင်ကအမှုဖွင့်ထားပါတယ်။ဒီတရင်ပြည်စုံကိုတော့ကိုလကွန်းအိတ်ကပြောပြပေးပါမယ်ရှင်။စစ်ကော်မရှင်ကနိုင်ငံရေးအကြက်တဲရဲ့ထွက်ပေါက်ဖြစ်အတင်းကျပ်ကျင်းပဖို့ကြိုးစားနေတဲ့2025ရွေးကောက်ပွဲဟာလက်နက်တစ်ခုတစ်ပွဲဖြစ်လာနေပါပြီ။ရွေးကောက်ပွဲကိုစက်ကျင်ဟန်တာသူဝေဖန်သူတိုင်းကိုအပြင်းထန်နှိပ်ကုပ်ဖို့အတွက် ရုပ်ကွယ်ကာကွယ်ဥပဒေဆိုတဲ့ဥပဒေအစ်စ်ကိုအသုံးပြုပြီးတိုင်းသာလက်နက်ကိုင်အဖွဲ့ကြီးတွေရဲ့ခေါင်းဆောင်တွေကနေရဲသားပြည်သူတွေနဲ့သတင်းမီဒီယာတွေအထိအမှုဖွင့်တရားစွဲဆိုမှုတွေကြကြပြတ်ပြတ်လှုံ့ဆောင်လာနေပါတယ်။အော်တိုဘာ3ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့ရုပ်ကွယ်လုံခြုံရေးဆိုင်ရာအစည်းအဝေးမှာစစ်ကောမရှင်ပြည်ထောင်စုဘုဇုံကြီးထွန်းထွန်းအောင်ကဒီဥပဒေအစ်စ်နဲ့အရေးယူထားသူစုစုပေါင်း64ဦးနဲ့အမှုပေါင်း24ဦးအထိရှိပြီဖြစ်ကြောင်းထုတ်ပေါ်ပြောကြားခဲ့ပါတယ်။သူကရုပ်ကွယ်ကိုထိခိုက်စေနိုင်တဲ့လှုံ့ဆော်မှုမှန်တယ်များကို ဆက်လက်စုံစမ်းရည်ရွယ်သွားမယ်လို့လည်းချင်းချောက်ပြောဆိုခဲ့ပါတယ်။ဒီအမှုဖွဲ့ခံရသူတွေထဲမှာကရင်မျိုးသားအစည်းအရုံး KNU ရဲ့ဥက္ကဋ္ဌဖြစ်သူဘဒိုစောကွယ်ထူဝင်းပါဝင်အလုံးမှုဆောင်73ဦး၊အရခတက်တော် AA တပ်ဖွဲ့ဝင်များချင်းပြည်ချင်းလန်းဆိုရောက်ဖွဲ့ကဝင်ကြီးနဲ့အဖွဲ့ဝင်16ဦးတို့ကိုစစ်ကောင်မရှင်ကရွေးကောက်ပွဲပြက်ပြားအောင်ဟောပြောစည်းရုံးနဲ့ဆိုတဲ့ဆွဆွဲချက်တွေနဲ့နိုင်ငံအနှံ့ကရဲစခန်းတွေမှာအမှုဖွင့်ထားပါတယ်။ ။ဒါ့အပြင်ရွေးကောက်ပွဲပြပြအောင်လှုံ့ဆော်ရေးသားတဲ့ဆိုတဲ့ဆွဆွဲခြင်းနဲ့ခေတ်သစ်မီဒီယာကိုလည်းနေပြည်တော်ဇဘူတီတီမြို့မှာရေစကန်မှာအမှုဖွင့်ထားပါတယ်။ဒီဥရင်နဲ့အဖမ်းခံရရသူ၁၂ဦးထဲမှာအသက်၁၈နှစ်မပြည့်သေးတဲ့ကလေးငယ်တွေပါပါဝင်နေတာပါ။ရန်ကုန်ရှမ်းပြည်နယ်ကရင်ပြည်ကကလေးငယ်တွေကိုပါစစ်ကောင်မရှင်ကဖမ်းဆီးအမှုဖွင့်ထားတာဖြစ်ပါတယ်။ စစ်ကောင်မရှင်ကအသုံးပြုနေတဲ့ပုံမှန်23ကကြီးဟာပြည်ခဲ့တဲ့ဇူလိုင်လကမှအစ်စ်ထုတ်ပြန်ခဲ့တဲ့ဥပဒေဖြစ်ပြီးရွေးကောက်ပွဲကိုပြတ်ပြားအောင်စကားပြောတာစာရေးဖြန့်ချီတာကအစအ ਨੇ စုံထောင်ထံ3နှစ်ကနေအများဆုံး9နှစ်အထိချမှတ်နိုင်တဲ့ပြည်ထောင်တဲ့ပုံမှန်တစ်ခုဖြစ်ပါတယ်ဒီအခြေအနေတွေကလာမယ့်2025ရွေးကောက်ပွဲဟာမြန်မာပြည်သူတွေရဲ့ဆန္ဒအမှန်ကိုထင်ရှားနိုင်မှာမဟုတ်ပဲပြည်ပခါတွေကိုပုံမှန်နှဆိုင်စီမဲ့နိုင်ငံရေးပြဿနာတစ်ခုသာဖြစ်လာနိုင်တယ်ဆိုတာကိုမိမောင်းထုတ်ပြနေပါတယ် ရှမ်းပြည်နယ်မြောက်ပိုင်း TNL ထိန်းချုပ်နယ်မြေနန်းဆန်မြို့နယ်ဇေတုံဟုံရွာမှာတော့ဒီနေ့နေ့လယ်၁၂နာရီခွဲချိန်ကစစ်ကောင်မရှင်ရဲ့ပေါင်250ဘုံးနှလုံးကျိစားတိုက်ခိုက်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကြောင့်အသက်70နှစ်နဲ့73နှစ်ရွယ်ယောက်ျားလေးငယ်နှစ်ဦးနေရာမှာတင်းသိဆုံးခဲ့ရပြီးအသက်9နှစ်ကနေ74နှစ်ကြားကလေးငယ်6ဦးအပါအဝင်အရက်သားစုစုပေါင်း9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။နေရာ16လုံးထပ်မနေတဲ့ပြည်စီခဲ့ရပါတယ်။ချင်းပြည်နယ်တော်လန်ရီတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မင်းတပ်မျိုးကိုလည်း စစ်ကော်မရှင်ကဒီနေ့မနက်အစောပိုင်း3နာရီခွဲချိန်မှာဂျက်တိုက်လင်ရင်တွေနဲ့နှစ်ကြိမ်တိတိဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။ CDF မင်တရဲထုတ်ပြန်ချက်အရဒီညအချိန်မတော်တိုက်ခိုက်မှုကြောင့်အမျိုးသား2ဦးနဲ့အမျိုးသမီး2ဦးပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပြီးလူနေအိမ်အဆောက်အအုံတွေလည်းပျက်စီးခဲ့ရတယ်လို့သိရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။နှစ်နှစ်ညီပါကြပဋိပက္ခဟာအဆုံးသက်ဖို့ရောင်းနေတန်းလာပြီလားဆိုတာမျှော်လင့်စေရပါ။ ထရန့်ရဲ့ဂါဇာငြိမ်းချမ်းရေးစီစဉ်နဲ့ပတ်သက်ပြီးနောက်ဆုံးရစတဲ့ရဲမတိုင်ခင်ဟာမတ်ကလက်ခံလိုက်ပါပြီဒီသတင်းပြည်စုံကိုတော့ကိုနာဂျီကပြောပြပေးပါမယ်ဟာမတ်အဖွဲ့ကဂါဇာမှာဖမ်းဆီးထားတဲ့အစ္စရေးတစားကန်အလုံးကိုပြန်လုပေးဖို့သဘောတူလိုက်ပြီးဖြစ်ကြောင်းထောက်ကြံနေညပိုင်းမှာတရားဝင်ကြေညာလိုက်ပါတယ်ဒီကြေညာချက်ဟာသမ္မတဒေါ်နယ်ထရန့်ကနောက်ဆုံးအခွင့်အရေးအဖြစ်ပေးအပ်ခဲ့တဲ့ငြိမ်းချမ်းရေးအဆိုပြုချက်ကိုလက်ခံဖို့တမတ်ချင်းမတိုင်မီထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။တမနာထရန်ကဟာမတ်အဖွဲ့အနေနဲ့ သူရဲ့အချက်20ပါငြိမ်းချမ်းရေးအဆိုပြုချက်ကိုတနင်္ဂနွေနေ့ညနေ6နာရီနောက်ဆုံးထားလက်ခံရမယ်။မဟုတ်ရင်ဘယ်သူမှမမြင်ဘူးသေးတဲ့ငရေပြည်နဲ့ရင်ဆိုင်ရလိမ့်မယ်လို့ပြင်းထန်တဲ့နောက်ဆုံးသတ်မှတ်ချက်ကိုထုတ်ပြန်ခဲ့ပါတဲ့။ဒီနောက်ဆုံးသတ်မှတ်ချက်ကိုတုံ့ပြန်တဲ့အနေနဲ့ဟာမတ်ဘွဲကကြေပြန့်တဲ့တိုင်ပင်ဆွေးနွေးမှုတွေပြုလုပ်ပြီးနောက်သက်ရှင်ကြံရသူတွေကသေဆုံးသူတွေပါအပါအဝင်တရားခံအားလုံးကိုထရန့်ရဲ့အဆိုပြုချက်ပါဖလေရေးပုံစံအတိုင်းတုတ်ပေးဖို့သဘောတူကြောင်းကြေညာခဲ့ပါတဲ့။ဒါ့အပြင်ဂါဇာကမ်းမြောက်ဒေသရဲ့အုပ်ချုပ်ရေးကို ွတ်လပ်တဲ့ပါလက်စတိုင်းပြည်ညာရှင်အစိုးရအဖွဲ့ထံလွှဲပြောင်းပေးဖို့ကိုလည်းသဘောတူခဲ့ပါတယ်။ထရန့်ရဲ့ညီညာရေးအစိုးရပြုချက်ထဲမှာဘာရီပါဝင်လဲဆိုတော့ဟာမတ်စ်ဘက်ကဇာကန်အလုံးကို82နာရီအတွင်းလွှတ်ပေးရမှာဖြစ်ပြီးအုပ်ချုပ်ရေးကဏ္ဍကလည်းလုံးဝဖယ်ရှားပေးရမှာဖြစ်ပါတယ်။အပြန်အလှန်အနေနဲ့အစ္စရေးဘက်ကလည်းပြိပခစတင်ကလေးကဖန်ဆီးထားတဲ့ပါလက်စတိုင်းအကျဉ်းသား1900နဲ့1000တသက်တကျွန်းကျနေသူ250ကိုပြန်လွှတ်ပေးရမှာဖြစ်ပြီး စစ်စင်ရေးကိုရက်တံကလူသားချင်းစာနာမှုအကူအညီတွေပုံမှုဝင်ရောက်ခွင့်ပြုရမှာဖြစ်ပါတယ်ဒီငင်းငယ်ရေးလုပ်ငန်းစဉ်ကိုတော့ Trump ကိုယ်တိုင်ဥက္ကဋ္ဌဖြစ်တာဝန်ယူမဲ့နိုင်ငံတကာငင်းငယ်ရေးဘုတ်အဖွဲ့ကကြီးကြပ်တော့မှာဖြစ်တယ်လို့သိရပါတယ်ထိုင်းနိုင်ငံကပြည်သူတွေအတွက်ဝမ်းသာစရာတဲ့တွင်မှာထိုင်းစွန်းအင်ဝန်ကြီးဌာနကကုန်စည်နှုန်းကျဆင်းစေဖို့73စီစီနှုန်းလေးကိုတလီတာလင်းပြန်90စီချော့ချပေးလိုက်ပါပြီအပြည့်စုံကိုတော့ကွန်မြူနီကပြောပြပေးပါမယ် ထိုင်းနိုင်ငံတော်ကစားသုံးသူတွေအတွက်နေထိုင်မှုစရိတ်တက်တာစီဖို့ယူရပြီးထိုင်းစောင့်ရင်ဝန်ကြီးဌာနကအောက်တိုဘာ၄ရက်နေ့ကစပြီးတော့ဒီဇင်နဲ့ဓာတ်ဆီဈေးနှုန်းတွေကိုတလီတာကိုပြား90သည်လျှော့ချပေးသွားမှာဖြစ်ကြောင်းတရားဝင်ကြေညာလိုက်ပါတယ်လက်လီဒီဇယ်ဈေးနှုန်းဟာလက်ရှိ37.64ဘတ်ကနေ37.44ဘတ်ထိကျဆင်းသွားမှာဖြစ်ပြီးဓာတ်ဆီမျိုးစောက်အားလုံးကိုလည်းအလားတူဈေးနှုန်းလျှော့ချပေးသွားမှာဖြစ်ပါတယ်ဒီဈေးနှုန်းလျှော့ချနိုင်ရတဲ့အဓိကအကြောင်းရင်းကတော့ကမ္ဘာရေနံဈေးနှုန်းတွေကျဆင်းလာတာကြောင့် အင်္ဂါတော်73စီရန်ပုံငွေအဖွဲ့ရဲ့ဗန်ဒါအချင်းတွေပြန်လဲခေါင်းမော်လာတာကြောင့်ဖြစ်တယ်လို့စိုင်းဝင်ကြီးကပြောကြားခဲ့ပါတယ်။တလီတာမှာပြား90ဆိုတာသိပ်မများဘူးလို့ထင်ရပေမဲ့နေ့စဉ်ကာဆိုင်ကယ်အသုံးပြုနေသူတွေနဲ့တူပို့ဆောင်ရေးလုပ်ငန်းရှင်တွေအတွက်တော့တည်တာတဲ့တက်တာမှုကိုရရှိစေမှာဖြစ်ပါတယ်။ဒီမူဝါဒဟာပြီးခဲ့တဲ့လတွေအတွင်း30တိသသမ6လေးဘတ်မှာတည်ငြိမ်နေတဲ့ဒီဇယ်ဈေးနှုန်းကိုအများပြည်သူတို့ကပထမဆုံးချိန်ပြန်လဲလျှော့ချပေးလိုက်တာလည်းဖြစ်ပါတယ်။စက်မှုလုပ်ငန်းလေးလာသူတွေကတော့ဒီလိုဈေးနှုန်းလျှော့ချပေးတာဟာ ပြည်သူတွေအတွက်ကာလာတို့တတ်မှတ်မှုကိုရရှိစေနိုင်ပြီမဲ့ဒီရှင်မှာတော့ထိုင်းနိုင်ငံရဲ့စွမ်းအင်ကဏ္ဍအထူးသဖြင့်ပြန်လည်ဖွံ့ဖြိုးရေးမှုစွမ်းအင်ကိုကူပြောင်းရင်းနဲ့73စီရမငွေဖွဲ့ဖွဲ့စည်းပုံပြုပြင်ပြောင်းလဲရေးတွေကိုဆက်လက်ဆောင်ကြည့်ဖို့လိုအပ်တယ်လို့သုံးသပ်ကြပါရစေ။နောက်ပြန်အော်တိုဘာလ9ရက်နေ့တနင်္ဂနွေနေ့အတွက်နောက်ဆော်ရမူလဝတ္တာခန့်မှန်းချက်တွေနဲ့အထူးသတိပေးချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။တောက်တရုတ်ပင်လယ်ကတိုင်ဖုန်မုန်နိုင်မမှုဟာမနေ့ဖြန်မှာတရုတ်နိုင်ငံဟိုင်နန်ကျွန်းကိုဖြတ်ကျော်ပြီးကုန်တွေပိုက်ကိုဝေရောက်သွားဖို့ရှိပါတယ်။ မုံနိုင်ရဲ့အကျဉ်းချုပ်ဒိန်းတိုင်းပြည်ကြောင့်မြန်မာနိုင်ငံအတွင်းမှာမိုးရက်သုံးမှုတွေဆက်ရှိနေနိုင်ပါတယ်မိုးရက်သုံးမှုခန့်မှန်းချက်တွေအနေနဲ့ကတော့ကချင်ပြည်မှာနေရာကွက်ကမိုးကြီးနိုင်ပြီးကရင်နီပြည်ရှမ်းပြည်တောင်ပိုင်းနဲ့အရှေ့ပိုင်းပဲခူးတိုင်းတို့မှာနေရာစစ်စစ်မိုးရနိုင်ပါတယ်ရှမ်းပြည်မြောက်ပိုင်းမကွေးတိုင်းမန္တလေးတိုင်းနဲ့စကိုင်းတိုင်းအောက်ပိုင်းတွေမှာတော့နေရာကွက်ကြောင်မိုးရနိုင်ပါတယ်ရှင်ဒေသအလိုက်အထူးခံမှန်ချက်တွေအနေနဲ့ပြောရရင်ကြောက်စဲ၊သခိုင်း၊မန္တလေး၊ရမေပင်၊နေပြည်တော်၊ပင်လောင်း၊ကလောတောက်ကြီး၊ပင်တရာ၊ပျော်ပွဲ၊တန်တွဲ၊တောင်ကုတ် ရန်ပြေ၊ကြောက်ဖြူ၊အန်းနဲ့မြောင်မျိုးတွေမှာမိုးတင့်တင့်ရွာနိုင်ပါတယ်။ကရင်နီပြည်၊မွန်ပြည်၊ရှမ်းပြည်အရှေ့ပိုင်း၊ပဲခူးတိုင်း၊မကွေတိုင်း၊မန္တလေးတိုင်း၊တနင်္သာရီတိုင်း၊နေပြည်တော်နဲ့စကိုင်းတိုင်းတို့မှာ၆နိုင်ရီထက်နေသားနိုင်ပါတယ်။စိုးရင်ရီမထက်ကိုရောက်ရှိနေတဲ့စစ်တောင်ကြီးဟာအနေငယ်ပြန်လည်ကျဆင်းနေပြီပဲဖြစ်ပါတယ်။ဒါပေမဲ့စိုးရင်ရီမထက်မှာပဲဆက်ရှိနေဦးမှာမလို့ရစ်ကံမှာအနီးနေထိုင်သူတွေအနေနဲ့မပေါ်ဆကြဖို့တိုက်တွန်းလိုပါတယ်ရှင်။မွန်၊ကရင်၊ကရင်နီ၊ကချင်၊တနင်္သာရီ၊ပဲခူး၊ရန်ကုန် ။အရာဝတီမကွေးနဲ့စကိုင်းတိုင်းအထက်ပိုင်းဒေသတွေမှာမိုးတိမ်တောင်တွေဖြစ်ထုံမှုအားကောင်းနေပါတယ်။ဒီမိုးတိမ်တောင်တွေရွေ့လျားရနေတဲ့တလျှောက်မှာမိုးသေးထန်တာမိုးကြိုးပြစ်တာတွေဖြစ်ပေါ်နိုင်ပါတယ်။ပြပလီပင်နယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုံးမှာမုတ်တုတ်လီအားနှင်းငယ်ကနေအာတင်းတင်းရှိနေပြီးမြမပင်လယ်ပြင်မှာတော့လိုင်းတင်းသာရှိနိုင်ပါသေး။ဒါကြောင့်ရခိုင်ကန်ယူရန်နဲ့မော်တနင်းသားရေကန်ယူရန်တခြားမှာမိုးတင်းတင်းကနေမိုးများနေနိုင်လို့ပင်လယ်ပြင်ခရီးသွားတွေနဲ့ကန်ဒီကန်ဝေးရေလောက်သားတွေအနေနဲ့သတိပြုသွားလာကြဖို့တိုက်တွန်းလိုပါရဲ့ရှင်။ မူလဝတ္တဖြစ်စဉ်တွေဟာအချိန်နဲ့မျှပြောင်းလဲနေတာကြောင့်ကျမတို့ CG platform ရဲ့နောက်ဆိုရမူလဝတ္တခန့်မှန်းချက်တွေကိုဆက်လက်စောင့်ကြည့်ပေးကြဖို့မြစ်တာရက်ခံလိုပါရရှင်။ CG platform ရဲ့သတင်းစီစဉ်တွေကို CG platform ရဲ့ Facebook စာမျက်နှာပြင် YouTube မှာလည်း subscribe လုပ်ပြီးကြည့်ရှုနိုင်ပါတယ်။ဒီနေ့အတွက်နေ့စဉ်သတင်းလောအစီအစဉ်ကိုတော့ဒီမှာပဲရင်နာပြစေရှင်။မြန်မာနိုင်ငံသူနိုင်ငံသားအလုံးကိုဤကျမ်းမာခြင်းစိတ်ဤချမ်းသာခြင်းနဲ့ပြည့်စုံပြီးတဘာဝဘေးစစ်ဘေးတွေကနေကင်းဝေးပါစေလို့ဆုတောင်းပေးလိုက်ရပါတယ်ရှင်။